တေချမ်းသာပါစေစိတ်ချမ်းသာကိုယ်ချမ်းသာလည်းပြည့်စုံပါစေအနာရောဂါလည်းကင်းရှင်းပါစေကိုယ်လိုမျိုးလည်းအဲဒီကင်းစားတို့ဘာလို့မဖြစ်ပါစေနဲ့ကင်းစားဖြစ်တာလည်းရှောက်ဖို့လည်းကောင်းတယ်တစ်ခါမှလည်းမဖြစ်ဘူးဖြစ်ပါအဲဒါကြောင့်မို့ခံစားရတာလည်းကအားပဲအဲဒါကြောင့်မဖြစ်သေးလိုက်တယ်အဲဒါဖြစ်တင်ပါတယ်လို့အဆင်ပြေသွားတယ်အဆင်ပြေသွားဆိုတော့ကူက29ရက်နေ့ကို9ရက်နေ့ကိုခွဲမယ်ပေါ့နော်အဲ့တော့ ခွန်ရနေ့မှာစပြီးတော့ဆေးရုံတက်ရမှာအဲဒါကတော့ခွန်ရနေ့မဟုတ်လားဘူးဆေးရနေ့လောက်မှာအခွင့်မနော်တမီးလေးရရောမိမိရဲ့ယောဂကိုဘယ်လောက်ထိပျောက်စေချင်တာလဲမိပျောက်စေချင်တယ်တော့လို့နဲ့ပြောလို့ရှင်နေနေချင်ဩော်မိမိရဲ့ယောဂကိုပျောက်စေချင်ပြီတမီးလို့နဲ့ပြောလို့ရှင်နေချင်ပြီဟင်းသာသမီးကြဘယ်နှယောက်ရှိရလဲသာသမီးကအကုန်လုံးဆို6ယောက်ပေါ့ဒါမဲ့4ယောက်ကတော့မရှင်ဘူးအဲ့2ယောက်ပဲရှင်တယ်อ๋อเลี้ยวเตยบาบีเลี้ยวทุซ่าเลยชื่อโหลเอ้ยอยู่นี่มาเตยบาละหัวนี้ตะตะบาละตะล้าเนี่ย 28ရက်မွေးရတဲ့အကြီးကောင်လေးကအဲ့ဒီဟိုကျမနဲ့စိတ်ထိုးပါရဲ့ဒါသားရဲ့ဒါသားရဲ့မတည်ပါဘူးအဲ့လိုတူပါနောက်ကျန်တဲ့နှစ်ယောက်ကကျန်တဲ့နှစ်ယောက်ကကျန်တဲ့ငငယ်တဲ့အဲ့ကျန်တဲ့နှစ်ယောက်ကတော့မွေးပြီးပြီးချင်းတည်တာလေးကြီးဩဘာပြောမှဆိုရင်တယောက်ကတော့ပြက်ကြတလားကျော်နဲ့မွေးတလားကျော်နဲ့တည်တာရှိတယ်မွေးမွေးချင်းတည်တာနှစ်ယောက်ရှိတယ်အခုပြက်ကြတာတယောက်ရှိတယ်ကျန်တဲ့မှာနှစ်ယောက်တော့အဖတ်တင်တာနှစ်ယောက်ပဲ6ယောက်မွေးရဟုတ်ကဲ့โอเคအဲ့ဆိုရင်အခုစေယုံတက်ဖို့ထပ်ပြီးတော့6ခုပြက်နေနဲ့ စုလိုက်နဲ့ TikTok account ပဲဆင်တော့เนาะဟုတ်ကဲ့စုလိုက် TikTok account ပဲဆင်ရနေအတော်တို့တွေ့အပြင်ဝင်သသိန်းလူပြတယ်เนาะဟုတ်ကဲ့စုလိုက် TikTok account ပဲဆင်ရနေထူလန်းပြည့်တယ်သသိန်းလူထူလန်းပြည့်เนาะဟုတ်ကဲ့အလူရှင်လေးတွေကိုစုတောင်းတဲ့ကနေပြောပြပါတော့အလူရှင်လေးတွေကျမ်းပါသေးချမ်းသာပါစေစိတ်ချမ်းသာကြီးကိုကျမ်းပါနဲ့ပြည့်စုံပါစေအနာရောဂါလည်းကင်းရှင်းပါစေကိုလိုမျိုးလည်းအဲ့ဒီကင်းစားတို့ဘာလို့မဖြစ်ပါစေနဲ့ ကျင်းစာဖြစ်တာလဲရှောက်ဖို့လဲကောင်းတယ်တစ်ခါမှလည်းမဖြစ်ဘူးဖြစ်ပါအဲ့ဒါကြောင့်မို့ခံစားရတာလဲကအားပဲအဲ့ဒါကြောင့်မို့မဖြစ်ပါစေနဲ့လူစုတောင်းနေကျမ်းပါပါစေချမ်းသာပါစေဒါနဲ့လဲလှူနိုင်တန်းနိုင်ပါစေမင်းသားပရဟိတာကြီးပရဟိတာမင်းသားကြီးလဲဒါနဲ့အကျိုးတွေဆောင်ရွက်နိုင်ပါစေဟုတ်ကဲ့ငါသမီးရလားနေစုတောင်းပေးပါအောင်မြမပါစေချမ်းသာပါစေတမိတ်မဲ့ယူလူခွေးတဲ့အတွက် သားသမီးတွေရှိနေတာကောင်းရနာသမီးကောင်းရနာလေးတွေဖြစ်ပါစေ။음နေမှာเนาะโอเคစီတီကြပါစီเนาะစူတမကပြောလဲဆိုနေမှာ။ဟုတ်နော်အားလုံးစီတီပါစီเนาะ။ဝေဒာလီသားတဲ့အဝေဒာလီသားဆိုတာဘာကိုပြောတာလဲတဲ့အဲ့ဒါမေးခဲ့တာ။ဝေဒာလီသားဆိုတာဒီမှာခေါ်တာတော့မန်တာလီပေါ့။ဟုတ်မန္တလေးအရာဝတိုင်းမှာခေါ်လာတော့ဝေတာလီပေါ့ဝေတာလီဝေတာလီဆိုမျက်နှာမှာအထွတ်ထွတ်ကြီးနေတယ်လေအော်မျက်နှာမှာထွတ်ထွတ်ကြီးနေတယ်အကောင်ကြီးအကြီးကြီးဟောအဲ့ဒါကြီးကိုအဲ့ဒီမျက်နှာမှာခုကြခွဲစိတ်ခံနေပြီပေါ့ ခွဲစိတ်ခါနီးဟိုကလေ6ရက်နေစေုံစားတက်ကောင်9ရက်နေမဟုတ်လား9ရက်နေစေုံစားတက်ကောင်ဟိုကတော့10ရက်နေကြတော့ခွဲမှာอืมတနေ့နေ့ကြာခုဘယ်လိုနေခံစားနေရလဲထိုးတယ်သားလေးဟိုဘက်လည်းစောင်းမအိမ်နိုင်ဒီဘက်လည်းစောင်းမအိမ်နိုင်อืมနေကမှဆိုတော့ဟိုဟိုဘက်လျှောက်ဒီဘက်လျှောက်ဆိုနည်းနည်းတတ်တာလေပေါ့ဒီပေါ့ငါးဘက်ကြတော့မရဘူးအဲသူ့နှုတ်နှုတ်ပြီးတော့အမီလည်းအမကြီးကြောကုန်းလေးကိုဖြစ်ပေးကြမှာဆိုပြီးတော့ဟာငုတ်တော့ကြောကုန်းကိုဖြစ်ခါอืม အခုကလူတွေကလေအတော်စိတ်ဝင်စားနေကြတာဝေတာလီသားတဲ့အဲဝေတာလီသားဆိုတာဘာကိုပြောတာလဲတဲ့အဲ့ဒါမေးခဲ့တာဝေတာလီသားဆိုတာဒီမှာခေါ်တာတော့မန်တာလီပေါ့ဟုတ်မန်တာလီတရားဝတိုင်းမှာခေါ်တာတော့ဝေတာလီပေါ့ဝေတာလီဝေတာလီဆိုမျက်နှာမှာအထွတ်ထွတ်ကြီးနေတယ်လေဩမျက်နှာမှာအထွတ်ထွတ်ကြီးနေတယ်အကောင်ကြီးအကြီးလေးဩအဲ့ဒါကြီးကိုအဲ့ဒီလိုနဲ့မှစားလိုက်တာဒီလိုနဲ့မှချက်စားလိုက်လို့အခုဒီခန္ဓာကိုယ်မှာရှိနေတဲ့အဖိုးပိတ်တွေထွက်တာပေါ့နော်အဲ့လိုမျိုးစားစားချင်းတော့မဖြစ်သေးဘူးအဲ့ဒီ3ယောက်လောက်ယူမှထွက်တာဩဒါမွေးတာကလုံး6ယောက်ပေါ့ ဒီနှစ်ယောက်ပဲရှိတာဒါဆိုတိုက်ဆိုင်တာလည်းဖြစ်ဖြစ်မှာပါစိတ်ထင်တာလည်းဖြစ်ဖြစ်မှာပါเนาะအဲသွေးမတန့်တဲ့ခါကျညူတဲ့ဩသွေးမတန့်တဲ့ခါကျရင်အဲ့လိုမျိုးဖြစ်တယ်ဟုတ်ပါပြီအခုကျတော့ဒါကဒီရတော့ဒီဒီပူလေးတွေထွက်နေတာနှစ်ပေါင်းဘယ်နှစ်လောက်ကြာပါပြီလဲအေး40လောက်ကစဖြစ်တာပြောပါတော့48အခုအသက်ကရ48 48ဒီဘူးလေးတိုင်းထွက်နေတာမှ၈နှစ်ကြာပါပြီပေါ့အင်းနောက်ကြတော့အခုရင်သားကင်ဆာဖြစ်တာရောဘယ်လောက်ကြာပြီလဲရင်သားကင်ဆာဖြစ်တာတော့ဟိုလောက်ပြီပြီအခုလေးရဲ့နဲ့စဖြစ်တဲ့ရဲ့နဲ့ဆို 3လလောက်ပဲရှိသေးတယ်။3လလောက်ပဲရှိသေးတယ်။ဟောတော်သေးတယ်ပေါ့3လအတွင်းမှာကျွန်တော်တို့ Mena Bright Hydra နဲ့တွေ့တာကံကောင်းသွားတာပေါ့။ဟုတ်တယ်။ Mena Bright Hydra နဲ့မတွေ့ရင်တော့ဆိုလို့ရှိရင်စိတ်ဆင်းရတာဒါပဲ။ဟောကိုယ့်ကိုယ်ကိုလည်းဒေမန်လို့ပဲတွတ်ထားတယ်။ဟောပြီးတော့လည်းကိုနေရစားရတာလေးလည်းအဆင်မပြေဘူး။လောက်ကန်စားတော့ကြတာလည်းအဆင်မပြေဘူး။ဟောအခုဆိုလို့ရှိရင်အုတ်ကွင်းရဲ့ဆင်းဖို့ပါပါသူတို့တွေကပြီးပါပြီဒါတော့မင်းသားကြီးပရာဟိတာကနေပြီးတော့ကျမတို့အကွင်းမစင်းတော့နဲ့အတော်အတော်ရဲ့ ဟိုဟာကိုကျွန်မကျွန်တော်တို့ပြန်အမ်းပေးမယ်ဆိုပြီးတော့ဒါအဲ့ဒီလူကိုခေါ်ပြီးတော့ငါးမသိမ့်ယူထားတာပေါ့နော်အဲ့တော့ခုနှစ်သိမ့်ပြန်